ပထမအကြော်ရုံးကလို့အူးမြောင်းဖို့မရှိတဲ့မော်တန်နဲ့ပိုလန်ဒုက္ခဆိုတင်းနှလုံးကြောင့်ဥရောပဆိုကဘာဖလားခြေစစ်ပွဲပွဲကျူသုံးသက်ချက်များအားလုံးပဲမင်္ဂလာပါပလေးမေကာဂျာနယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဂိမ်းမြင်ကြောင်းနားဆင်သူညီကိုတွေလည်းမင်္ဂလာပါဒီကနေ့မှာတော့ပုံမှန်တင်ဆက်နေကြဖြစ်တဲ့အတိုင်းတင်းနှလုံးညအတွက်ဥရောပဆိုကဘာဖလားခြေစစ်ပွဲပွဲကျူသုံးသက်ချက်တွေအနေနဲ့ကလောင်ရှင်ဒုက္ခဆိုရဲ့သုံးသက်ချက်ကိုနားဆင်ပါအောင်ခင်ဗျာပထမအဦးဆုံးပွဲစဉ်က check နဲ့ gibrocar ည2နာရီ15ဝါချက်က play off ကန်ဝင်ရမယ့်အုပ်စုဒုတိယနေရာတေချာပြီးသားပါတမမမရသေးတဲ့အိမ်ဖြစ် G-Broker ကတော့ဂုံတိတ်ခါအတွက်ခန်းစစ်ပိတ်ရင်ဆိုင်မှုရှိပါတယ်ခုနောက်ပိုင်းပွဲတွေမှာလည်း G-Broker ဟာပေးကိုနည်းလာပါတယ်ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာကိုယ်နဲ့ဟာအပေးလို့ကောင်းတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်ဒုတိယမြောက်ပွဲစဉ်ကတော့ဂျာမနီနဲ့ဆလိုဗက်ကီးယားည2နာရီ15ပါ။ရောက်မတူထိတ်ဆုံးနှစ်သင်းတွေ့တာဖြစ်လို့ဓာတ်ရိုက်ခြေစပွဲအောင်မဲ့အုပ်စုဘိုနီယာအတွက်အဆုံးဖြတ်ဖြစ်လာမှာပါ။ လက်ရှိမှာတော့ဂိုးကွာချချက်တာတဲ့ဂျာမနီဟာတရီဆိုရာနဲ့ကိုလုံလောက်ပါတယ်။ဂိုးနဲ့ရီကန်ထားတဲ့ဆလိုဗေးကီးယားကလည်းဖွင့်ဆော့မှာမဟုတ်ပဲကောင်နာနဲ့ပဲချောင်းနေအောင်မှာပါ။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးကလည်းဂိုးနဲ့ဟာအပိတ်လို့ကောင်းတဲ့ပွဲစဉ်မျိုးပါလို့သုံးသပ်ထားတာဖြစ်ပါတယ်။မော်တာနဲ့ပိုလန်ည9:15အိမ်ဖြည့်ဆိုပေမဲ့မော်တာကဇရားအောက်ဆုံးမဟုတ်တလို့ခတ်မှာမှာပုံစံရှိပါတယ်။ပထမကြောအဝေးခွင်းတော့ကလည်းမော်တာဟာပိုလန်ကိုတူးစီးနဲ့ရှုံးခဲ့ပါတယ်။အောက်စုဒုတိယထပ်မပိုးရဲပိုလန်ကလည်းအဝေးခွင်းဆိုရင်ဂိုးမသွားပါဘူး။ ဒါကြောင့်ဒီလိုပွဲစဉ်မျိုးကလည်းဂိုးနဲ့ကိုအားပေးလို့ကောင်းတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။နယ်သာလန်နဲ့လစ်တူရေးနီးယား official မဖြစ်သေးပေမဲ့နယ်သာလန်ကခြေစစ်ပွဲအောင်ပြီလို့တော့ဆိုနိုင်ပါတယ်။နယ်သာလန်ဟာအိမ်ကွင်းမှာတော့ဂိုးမြူတက်ပြီးအုပ်စုတွင်အိမ်ကွင်း၃ဘွဲမှာ၁၆ဂိုးကိုတွင်းထားနိုင်ပါတယ်။ဇေယျအောက်ခြေကလစ်တူရေးနီးယားကတော့ပထမကြော်အိမ်ကွင်းမှာကလေးကနယ်သာလန်ကို၃ဂိုးပေးခဲ့ရပါတယ်။ဒါကြောင့်နယ်သာလန်ကိုစဉ်းစားရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။မြောက်အိုင်လန်နဲ့လူဇင်ဘတ်ည2:15 ဘာမှမျောလင်းစရာမရှိတော့တဲ့အုပ်စုအောက်ဆုံးနှစ်သိန်းရဲ့တွေးဆမှုပါဒါပေမဲ့မြောက်အိုင်လန်ဟာ6မှတ်ရထားပြီးလူဇင်ဘတ်ကတော့တမတ်မှမရသေးပါဘူးဒါအပြင်လူဇင်ဘတ်ဟာပထမကျော်အိမ်ငွေးမှာကလေးကမြောက်အိုင်လန်ကို3-1နဲ့ရှုံးထားပါတယ်ဒါကြောင့်ဒီလိုပွဲစီမျိုးမှာအင်ရှင်မြောက်အိုင်လန်ရဲ့အရေးအောက်ကိုခိုလုံတဲ့နဲ့ပွဲစီမျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်ပလေးမေကဂျာနယ်နားဆင်သူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်လျက်ရှိပါတယ် နောက်ဆုံးရပွဲကျူ30ချက်တည်းနဲ့သတင်းချက်လက်တွေကြိုတင်ဖတ်ရှုဖို့အတွက်လည်း Playmaker ရဲ့ Telegram Channel မှာ live ကြိုတင်ဖတ်ရှုလို့လည်းရပါတယ်အားလုံးကောင်းသောနေ့ပိုင်ဆိုင်ပါစေခင်ဗျာကျွန်တော်တင်ဆက်သူထင်လင်းဖြစ်ပါတယ်